ရင်ပြည်နယ်မြောက်ရင်မြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကြီးရွာတွေကိုစစ်ကြောင်းထိုးလာဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာကျောင်းတော်လိုင်းပူပေါင်းတပ်တို့ကြောင်းမှာဒီနေ့မနက်ပိုင်းကတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကရင်တရန်ရင်မြက်ကပြောပါတယ်။နိုဝင်ဘာ21ရက်မနေ့ကစပြီးမြောက်ရင်မြို့နယ်မြောက်ရီဝေါ်လီလက်မိုက်ပေါ်ကအင်ဂျင်မြိုင်ကြီးရွာကနေမင်းလက်ပံကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာကျောင်းဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တို့ဟာမင်းလက်ပံရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့မနက်၈နာရီကျော်ကစလို့နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီးတိုက်ပွဲနှစ်ရက်တာအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မင်းလက်ပံကြေးရွာကတရုတ်ကြောဖြန့်ဆိုင်တဲကိုလက်နက်ကြီးတွေကြားရောက်ပောက်ကွဲခဲ့တယ်လို့ကရင်တရန်ရင်မြက်ကပြောပါရတယ်။အဲ့ဒီပောက်ကွဲမှုမှာ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါရတယ်။မင်းလက်ပံရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကအထိနာနေတယ်လို့လည်းကရင်တရန်ရင်မြက်ကပြောတာပါ။မြောက်ရီဝေါ်လီလမ်းပိုက်တစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကအင်ဂျင်မြရွာကနေတဆင့်စစ်ကြောင်းထိုးလာခဲ့တယ်လို့ ထီးမဲ့ဝါခီနဲ့ရသေးကူရွာဘက်ကနေလဲစစ်ကြောင်းထုတ်နေတာဖြစ်ပါတယ်။မြောက်ရီမြို့တောင်ဘက်ချမ်းထိုင်းပြည်မှာနေဆက်နားမှာရှိတဲ့မင်းလက်ပံကြီးရွာဟောင်းဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA တပ်ဖွဲ့ထင်းချုပ်တဲ့ရွာတရာဖြစ်ပြီးအဲ့ဒီကြီးရွာထဲမှာတရုတ်ကြားဖြတ်လုပ်ငန်းတွေအများအပြားရှိတယ်လို့သိရပါတယ်။မင်းလက်ပံတိုက်ပွဲကြောင့်ဒေသခံရွာသူရွာသားတွေမေလို့ရနေရာစီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဆောင်းတွင်းကာလရောက်ရှိလာပြီးဖြစ်တာကြောင့်စပေးရှောင်တွေအတွက်အနှွေးတွေနဲ့စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့လည်း စစ်ချောင်းအရေးကွန်ကြီးပေးနေသူတွေကပြောပါရရှင်